ဟုတ်ကဲ့ပါကျွန်တော်တို့အခုဒီမှာကြောင်မဲမျိုးနဲ့အစပေါ့နော်ဒီကျိုးစိုးပိုင်းဆိုင်းပုံနာလေးတော့ရောက်ရှိလာပြီအရှိဆက်ပြီးတော့ကြောင်မဲမျိုးတွေကိုဝင်ပါမယ်အဲကျွန်တော်တို့သိရသလောက်ကတော့ဒီအခုဖြတ်လာတဲ့လမ်းမှာလမ်းတစ်လျှောက်လုံးမှာဆိုလို့ရှိရင်ဒီရှမ်းတိုင်းရင်းသားအလံလေးတွေထောင်ထားတာကျွန်တော်တို့တွေ့ရတယ်အဲကျွန်မစိတ်အထင်ပြောရလို့ရှိရင်ပေါ့နော်အဲဒါဒီရှမ်းပြည်နယ်ရှမ်းတိုင်းရင်းသားတွေရဲ့ရှမ်းလူမျိုးတွေရဲ့အများစုပေါ့နော်ရှမ်းလူမျိုးတွေအများစုနေထိုင်ရာရှမ်းပြည်နယ်ဖြစ်တယ်ဒါငါတို့ရဲ့ပိုင်နက်ဆိုတော့ဟိုအထိပ္ပယ်နဲ့ ဒီ DNA လေးပလောင်တောင်းချမ်းသူအကျန်းဖတ်တယ်အသိရှိအောင်ကျူးကျော်လာတဲ့လက်နက်နဲ့တိုက်ပြီးကျူးကျော်လာတဲ့ဒီပလောင်တောင်းချမ်းသူတွေသိရှိအောင်လို့အရှမ်းတိုင်းသားတွေနဲ့ညီညီညွတ်ညွတ်နဲ့ငါတို့ရှမ်းပြည်နယ်ရဲ့ပိုင်းနယ်ဖြစ်တယ်လို့ကျူးကျော်တဲ့အနေနဲ့တို့အိမ်တိုင်းစီနေပါလို့လို့ဒါရှမ်းတိုင်းသားအလံတွေထူထောင်ထားရလို့တော့ကျွန်တော်တို့အယူဆမိတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ကြောင်မဲမြို့တွေကိုဝင်ပါမယ်ကြောင်မဲမြို့တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ line ပေါ်မှာတွေ့ထားတဲ့ဟိုမိသက်ယုံတွေတရားယုံတွေပြီးရင်ပြည်သူစိတ်ယုံကြီးတွေဒါတွေဒီအကြမ်းဖက်တောင်းချမ်းသူတွေဖြည့်ဆည်းတော့တာတွေရှိတယ်ပေါ့နော်ဆိုတော့တို့ရဲ့ဖြည့်ဆည်းတဲ့ဖြည့်ဆည်းတော့တဲ့ ခါတွေပြီးရင်စစ်ဘေးစစ်တမ်းကြောင့်မလို့ဒီကြောင်မဲမျိုးလက်ရှိပျက်စီးဆုံးရှုံးနေတဲ့အနေအထားတွေပြီးရင်ဒီနိုင်ငံတော်အစိုးရကနေပြီးတော့ဒီမှာဒါပြန်လည်တိဆောက်ရေးတွေလုပ်နေတဲ့အပိုင်းနေပြီးရင်ကြောင်မဲဒေသခံပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်နေမှုအပိုင်းနေဒါတွေကိုကျွန်တော်တို့တွားရောက်ပြီးတော့လေ့လာရိုက်ကူးသွားမှာဖြစ်ပါရှင်။ဒီမှာနဲ့တူကြောင်မဲမျိုးကိုလိုက်ခဲ့ကြပါအောင်။ပြန်လေးကြိုးစားပါရစေ။ဒီနေ့ရဲ့သတင်းတိုလေးတစ်ပုဒ်ကိုတော့ကရင်ပြည်နယ်ကသတင်းလေးနဲ့စတင်ကြပါမယ်။ ဒါကတော့ပြင်းပြင်းနဲ့မြဝေမျိုးရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့လေးကိကောငင်းချမ်းရင်မျိုးတစ်ကိုတမတော်ကမနေ့ကပဲပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။လေးကိကောမျိုးသိမ်းတိုက်ပွဲဆိုတာကတော့ဒီအရင်မြစ်တွေအများကြီးတော့မရှိဘူးဆိုပေမဲ့အကြမ်းဖက်သမားတွေရဲ့လူသားအရင်မြစ်ကိုတော့အများကြီးတိုက်ဖြတ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒေါနာတောင်တန်းတကျော်လုံးကိုဖြတ်တော့ပိတ်ဆို့ထားတဲ့တာဘောဥဆောင်တဲ့30နှစ်ပြူဟာအပါအဝင်ပြင်လက်လက်ကင်တပုံ KNU KNLA KDLA နဲ့ဒီပတ်ပြောင်းနေတဲ့ BGF KNU KNA နောက်ပြီးတော့ DKPA စတဲ့အဖွဲ့ရဲ့နိုင်ငံရေးအောက်လုံးထိုးမှုတွေနောက်ပဲကနေတက်မတော်နဲ့နိုင်ငံတော်ငြိမ်းချမ်းရေး NCA ကိုအကာအကွယ်ပြုပြီးတော့ခွာစားနေတဲ့အကျိုးစီးပွားတွေကိုအပြန်အလှန်ပြုနေတဲ့အဖွဲ့ရဲ့လူသားအရင်းမြစ်တွေအများအပြားကိုတိုက်ဖြတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မြောက်ရီမျိုးကိုအမိတဲပြုပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ကမက်ထော်သလေးမှာ KK ပဲ DKPA ကမင်းလက်ပံနဲ့ဘလူးကြောက်ခဲ့ဒီဒေသတွေမှာဒီကြားဖြတ်လုပ်ငန်းတွေကိုအကြည့်ပြုလှောင်ရှားနေကြတာတွေရှိပြီးတော့၄ကီကွန်မြူရဲ့တောင်ဘက်နဲ့မြောက်ဘက်မှာရှိနေတဲ့လက်ခတ်တောင်နဲ့ ဆွေတော်ကုန်းကို KNU အပါဝင် NUG ပြည်ပအုပ်စုတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေမှာအကောက်အွယ်ပြုခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီတပ်မတော်စစ်ကြောင်းတွေအားလုံးကအာရှလမ်းမကြီးဒေါနာတောင်ဆစ်စင်ရေးကိုလည်းထိုးပေါဝင်ရောက်ချိန်ဆက်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပြီးတော့မြောက်ရီရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့လေကေကောမျိုးတင်တဲ့လေကေကောမျိုးရဲ့ရှေ့အနောက်ဘေးပင်ညာမှာရှိနေတဲ့ရွာတွေဖြစ်တဲ့အီမဲဝါခီနောက်ပြီးတော့ဒီဖလူရတိဟူကြောက်ကိုစားတဲ့နေရာတွေကိုလည်းထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုတော့ဒီ၄ကီကောမြို့ကိုတမရော်စစ်ကြောင်းတွေကနှိမ့်ယောင်နိုင်ခဲ့ပြီဖြစ်ပြီးတော့အော်တိုဘာ9ရက်နေ့ကပဲ၄ကီကောမြို့ကိုတမရော်ကပြေပေါ်ထင်းချုပ်လိုက်တာပဲဖြစ်ပါတယ်။၄ကီကောမြို့ကိုမထင်းချုပ်ခင်တမရော်စစ်ကြောင်းတွေနဲ့ဒီမူလတီကီဘီမူလပီဂျက်ခွဲကတမရော်စစ်ကြောင်းတွေနဲ့အတူတူပူပေါင်းစစ်ဆင်ရေးတွေကိုဆောင်ရွက်ပေးခဲ့ပါတယ်။အဲဒီနောက်၄ကီကောမြို့ရဲ့ဘေးပတ်ဝန်းကျင်ကရွာတွေမှာဝင်ရောက်ပြီးတော့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နိုင်တဲ့နေရာတွေကိုကင်းထောက်ပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုတွေနဲ့ပြုလုပ်ခဲ့တယ်။ လေးကိတ်ကွန်မြူတင်းတက်ပွဲကတော့လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုဆိုတာတဲ့စနိုက်ပါတင်းနဲ့စနိုက်ပါအဖွဲ့တွေရဲ့လက်စွမ်းပြခဲ့တဲ့တိုက်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။လေးကိတ်ကွန်မြူတင်းတက်ပွဲမှာဒီစနိုက်ပါလက်ဖြောင့်တက်တွေအနေနဲ့ဆက်စွမ်းရည်တွေပြခဲ့တာကတော့ပြည်သူစစ်ကညီလေးတွေဖြစ်တယ်ဆိုတာကိုသိရတဲ့အတွက်အများကြီးလဲကုံယူရပါတယ်။တစ်ချိန်တုန်းကပြည်သူစစ်တွေခေါ်ဆောင်တဲ့အချိန်ဒီစစ်ကြောင်းတွေကိုနောက်ကနေပြစ်ပြီးတော့ပြန်ပြီးလှည့်ပြေးမယ်လို့ယူဆကြတဲ့အဖွဲ့တွေအားလုံးလည်းမှန်သက်သွားစေပြီဖြစ်ပါတယ်။ အခုဆိုရင်တမလို့စစ်ကြောင်းတွေနဲ့အတူဒီပြည်သူစစ်ညီငယ်တွေရဲ့အာကျုံမှတ်တဲ့ဆောင်ရွက်မှုတွေအရေးချင်းပြီးပွားမှုတွေကြောင့်အကြမ်းဖက်သမားတွေကိုစစ်မျက်နှာပေါင်းစုံမှဝိုင်းဝန်းတိုက်ခိုက်လာနိုင်ခဲ့တာကိုလည်းကျွန်တော်တို့မြင်တွေ့ရပြီးဖြစ်ပါတယ်။အဒီနေ့မှာဆိုလိုရင်းကိုပြန်ဆက်ရရင်တော့၄ကီကောမြို့သိမ်းတိုက်ပွဲကိုပြီးခဲ့တဲ့စက်တင်ဘာ၁၈၁၉ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး၂၁ရက်နေ့မှာတော့၄ကီကောမြို့သိမ်းတိုက်ပွဲကိုတည်တည်တာတာဆောင်ရွက်လာခဲ့တယ်ဖြစ်တယ်။ အဲ့ဒီနောက်မှာပဲ၄ကီကွန်ပျူတာတိုက်ပွဲကိုဆောင်ရွက်နိုင်ရေးအတွက်ပြည်မီနယ်မှာရှိနေတဲ့လက်နက်ကင်အဖွဲ့၄ဘွဲ့ရဲ့အတွင်းမှာရှိနေတဲ့အကျိုးစီးပွားတွေအပြန်အလှန်အကျိုးစီးပွားပြုမှုတွေကိုလည်းခွဲထုတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ပြီးခဲ့တဲ့ရက်ကဆော့ချစ်သူရဲ့တက်နယ်နဲ့အတွင်းမှာ KNL PC, DGF KN နဲ့ DGB အဖွဲ့တွေတွဲဆုံပြီးတော့ဒီလိုလည်းရှိငင်းချမ်းရေးနယ်ပြည်ပြည်နယ်ကအခြေအနေတွေအနာဂတ်နဲ့ပတ်သက်ပြီးတော့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ KN လက်နက်ကန်တဲ့ပုံ KNU မတက်ရောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီလိုတွဲဆုံမှုတွေရဲ့နောက်ဆက်တွဲမှာတော့ကရင်လက်နက်ကိုင်သဘော KNU နဲ့ DGBA PGF စတဲ့နှစ်ဖက်ခွာစားနေတဲ့အဖွဲ့တွေရဲ့အကျိုးစီးပွားတွေအနေနဲ့နောက်ပြီးတော့ခံယူချက်တွေတယောက်ပေါ်တယောက်ရှုမြင်မှုတွေကလည်းတိတိတသာကြောင်းလင်းလာခဲ့ပြီဖြစ်ပါတယ်အဲ့ဒီတွဲဆုံမှုပြီးကလေးကပဲ၄ကစ်ကော်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး KNU လက်နက်ကန်အဖွဲ့စည်းရဲ့အတုံးချကန်တာဘောအုပ်ဆောင်တဲ့30နှစ်ပြူဟာ NUGPP အုပ်စုတွေရဲ့ PDF အဖွဲ့တွေက၄ကစ်ကော်ကနေတဲ့ရွှေစုပ်ခွာနေကြတာရှိတယ်၄ကစ်ကော်မြို့ဖြုတ်အုပ်ယုံ JS ကန် စားတဲ့နေရာတွေကနေတဆင်ဆွဲတော်ကုန်းရဲ့ကြားကိုလည်းဆုတ်ခွာနေကြတယ်ဆိုတဲ့သတင်းတွေရရှိတဲ့အတွက်အစင်းစင်းသတင်းတင်ပြမှုတွေနဲ့အတူအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုကြိုတင်ကင်းထောက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေနဲ့ပြုလုပ်ပြီးချိတ်ဆက်ပေါင်းစည်းနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာပဲဒီထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိနေတဲ့တိမဲဝါကီမက်ထရိုဒလေးအင်ဂျင်မြိုင်ဘလူးကြောက်ခက်စားတဲ့ဒေသတွေအနီးမှာလည်းအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုပိတ်ဆို့ထားနိုင်ခဲ့ပါတယ် ဒါပေမဲ့မနေ့ကထီတော့ဘလူးမှာကရင်လန်းနဲ့ကန်တဘောင် KNU အဖွဲ့ဝဲတစ်ဖွဲ့ကဒီလမ်းပေါ်မှာစကြီးကိတ်တွေတော့ကောက်နေသေးလို့သိရပါတယ်။ဒါပေမဲ့လည်းတမလို့စစ်ကြောင်းတွေကလီဂ်ကော်မြူကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ခြင်းကပြင်းပြင်းထန်ထန်ရှိနေတဲ့အကြမ်းဖက်သမားတွေကိုဖားနဲ့ငါပို့ပြီးတော့ကွက်ကွက်ပြားပြားမြင်သွားရစေတာဖြစ်တယ်လို့ပြင်းလန်းနဲ့ကန်တဘောင် KNU ရဲ့ဒီအသုံးချခံဖြစ်ခဲ့တဲ့တာဘောအဖွဲ့နောက်ပြီးတော့ NUG PP အုပ်စုတွေပေါ်မှာရှုမြင်မှုတွေကိုလည်းတိတိတတ်တာထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မေထော်သလီမှာရှိနေတဲ့ KNU ရဲ့ KK Park မှာအကျိုးစီးပွားတွေ ရပြန့်လုပ်ငန်းတွေအများပြားရှိနေပေမဲ့တစ်ဖက်မှာတော့ဒီကိကွန်မြူသိန်းတဲ့ဝက်အပြင်ဝမ်ဝဲပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အဖွဲ့တွေကိုဝင်ရောက်ခွင့်တားဆီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကရင်လက်နက်ခံတပ်ပေါင်း KNU ကသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့မဲထော်တလေး KK ပတ်ပတ်ဝန်းကျင်မှာ KNU ကအဖွဲ့တွေကို KTL နောက်ပြီး NUG ပြည်ပြည်အုပ်စုကထိခိုက်သေးဆုံးတောင်းမှုခံယူနေတဲ့အဖွဲ့တွေကိုဝင်ရောက်ခွင့်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ဒီလေးကိကွန်မြူသိန်းတဲ့ဝက်ကနေစုဖွဲ့သွားတဲ့အဖွဲ့တွေဆယ်တော်ကုန်အနည်းမှာစုဖွဲ့နေတဲ့အဖွဲ့တွေနဲ့မင်းလက်ပံဖလူဘက်ကနေပြန်လည်ပြီးတော့ပေါင်းစည်းဖို့ ပြေးရမရဖြစ်နေတဲ့အဖွဲ့တွေအားလုံးအတွက်ကတော့ကဲကိုအကြက်တဲတစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုအကြက်တဲတွေနဲ့ကြုံတွေ့နေရတဲ့တစ်ဖက်ကလည်းဓမ္မရစစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေရတဲ့အခြေဘယ်သူမှတောင်းမခံနိုင်တော့ဘဲနဲ့စိတ်ဓာတ်ကြီးကလည်းပြက်ပြားလာကြတယ်။နေ့စဉ်နဲ့အမျှထိခိုက်ဒိဆုံးမှုတွေလည်းကြုံတွေ့နေရပါတယ်။ဓမ္မရဘက်ကလည်းဒီမင်းလက်ပတ်ဘလူးမှာရှိနေတဲ့အကြမ်းဖက်သမားတွေဖောက်ပို့တွေစုဖွဲ့နေတာကိုလည်းကာမီကာဇီတွေဆူဆိုက်ဒရုန်းတွေနဲ့တွားရောက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ကျော်ရောကိုပတ်ဝန်းကျင်မှာရှိနေတဲ့ကျမ်းဖက်သမားတွေစုဖွဲ့နေရတွေကိုလည်းတွားရောက်ပြီးနေမြရှင်လေးဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတွေလာပြည့်နေမတိုင်ခင်မှာပဲတက်မရော်က၄ကီကော်မျိုးကိုပြန်လဲထင်ချုံနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့၄ကီကော်မျိုးကိုတက်မရော်ကပြန်လဲထင်ချုံခဲ့တဲ့အနေနဲ့ပြန်တွက်မယ်ဆိုရင်တော့၄ကီကော်မျိုးကတေကူးမြောက်မျိုးအနေနဲ့သတ်မှတ်ရမှာဖြစ်ပါတယ်အဲဒါကတော့ဒီပြင်းပြင်းထန်မှရှိနေတဲ့စည်ရေးအခြေအနေကနေအောင်မြင်မှုတွေရရှိခဲ့တဲ့တစ်ဖက်မှာလည်းလူသားအရင်းမြစ်ဆုံးရှုံးမှုတွေနေ့စဉ်နေ့မှထိခိုက်သေဆုံးမှုတွေနဲ့ကြုံတွေ့နေရပြီးတော့တာဘောဥဆောင်တဲ့30နှစ်ပြူဟာကတတနေ့စစ်ကြောင်းဗီနိုစစ်ကြောင်းကောဘရာစစ်ကြောင်းတွေအနေနဲ့၃ခုပေါင်းလို့တောင်တရင်လောက်မရှိတော့တဲ့အခြေအနေတွေဖြစ်သွားတာပါ။ လမ်းနဲ့ချတာတွေအလင်းဝင်တာတွေလည်းအများကြီးရှိခဲ့တယ်။ဖက်ပြောင်းခုလုံတာတွေလည်းအများကြီးရှိခဲ့တဲ့အတွက်တာဘောရဲ့နေ့စဉ်ရက်တိနိုင်ရေး AC ရင်းမဲအပါဝင် ထောက်ခံအားပေးနေတဲ့ထောက်ပို့တွေရဲ့နေ့စဉ်ဖြတ်တန်းမှုတွေအလုံငွေတွေနဲ့ထောက်ပို့ငွေတွေကိုပုံပြီးတော့နေ့စဉ်ရှင်သန်မှုတွေပြုလုပ်နေတဲ့အကြမ်းဖက်အားပေးတွေရဲ့နေ့စဉ်ဖြတ်တန်းမှုတွေနဲ့အနာဂတ်တွေကလည်းမြေမြန်ဖြစ်လာပြီးဖြစ်ပါတယ်။၄ကီကောမျိုးကိုလက်လွှတ်ရခြင်းက KNU လက်နက်ကန်အပါအဝင်အချို့သောခွာစားနေတဲ့အဖွဲ့အစည်းတွေ ကိုသူလင်နိုင်ငံတော်ထူထောင်မယ်လို့စိတ်ကူးယဉ်နေတဲ့အဖွဲ့တွေအတွက်ကတော့အိမ်မက်ဆိုးတစ်ခုအနေနဲ့တတိပေးလိုက်တယ်လို့ဖြစ်လာပါတယ်။တက်မှန်ပြီးတော့လည်းတက်မှန်တော့စစ်ကြောင်းတွေကတောင်ဘက်အချမ်းမှရှိနေတဲ့ဝေါ်လီမြိုင်ဒေတာဖလူမဲကလီစားတဲ့ဒေတာတွေအထူးကိုနေမရှင်လေးဆောင်ရွက်သွားဖို့အလားအလာရှိနေပါတယ်။အခုဆိုရင်တော့ဒီစေအုပ်ချုပ်ရေးကြေညာထားတဲ့ရက်60အတွင်းရက်60ကျော်သွားပြီဖြစ်ပါတယ်။66ရက်ကြာမြင့်လာပြီဖြစ်ပြီးတော့တမရော့ကဆက်လက်ပြီးနေမြရှင်လေးတွေဆောင်ရွက်နေတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုလည်းပြုလုပ်နေစေဖြစ်ပါတယ် အဒီသတင်းနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ရရင်တော့ပလောင်လက်နဲ့ကန်တဲ့ပုံ DNL ထင်းချုပ်ထားတဲ့ရှက်မြောက်ပါသတင်းလေးကိုဆက်ဆက်တင်ဆက်ပေးသွားချင်ပါတယ်။ဒါကတော့တမ်မလော့စစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဒီဘောမျိုးကိုတမ်မလော့ကတင်နေ9နာရီ40ကျော်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တပြိုင်တည်းတည်းဆိုသလိုပဲပလောင်လက်နဲ့ကန်တဲ့ပုံ DNL တွေထင်းချုပ်ထားတဲ့နမ်တူမျိုးကိုလည်းလေကြောင်းကနေသွားရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အခုအော်တိုဘာ၄ရက်နေ့ထိတမ်မလော့ရဲ့လေကြောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်ဒီဘောမျိုးက၄ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံထားရပါတယ်။ အော်တိုဘာ၂ရက်နေ့ကတကြိမ်အော်တိုဘာ၄ရက်နေ့ကတကြိမ်အော်တိုဘာ၅ရက်နေ့ဒီနေ့အော်တိုဘာ၆ရက်နေ့ဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီ NAMDU ဆိုလို့ရှိရင်လည်းအော်တိုဘာ၂ရက်နေ့နဲ့ဒီနေ့အော်တိုဘာ၆ရက်နေ့မှာဒီရောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် NAMDU ဆိုတာကတော့ဘလောက်လက်နက်ကင်တဲ့ပုံ DNL ရဲ့အဓိကအရင်းမြစ်တွေရှိနေတဲ့နေရာဖြစ်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာ၂ရက်နေ့လေရောင်းတိုက်ခိုက်မှုကတော့ NAMDU ရဲ့မြောက်ဘက်မှာရှိနေတဲ့ Parhab ရောက်ကရှစ်ဘက်ကဘလောက်လက်နက်ကင်တဲ့ပုံ DNL နဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရကိုဒီကြောင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ဒီကနေ့တိုက်ခိုက်မှုကတော့နေမြင့်နဲ့မြို့လေဒေသကိုလေကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအကြံဖက်အပေးမီဒီယာတွေကတော့တက်မတော်ကဗပြင်းနေကြီးအပြီးတမအခါနေကြီးမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့နိုင်ငံရေးအောက်လုံးတွေထိုးခဲ့ပေမဲ့ပြီးခဲ့တဲ့ကြောင်မဲမြို့သိမ်းတိုက်ပွဲကိုပြန်ကြည့်ရင်ပလောင်လက်နက်ကင်တပုံ TNLA ကြောင်မဲမြို့ကိုမင်းရှုဖျက်ဆီးသွားတဲ့နေ့စက်တင်ဘာ30ရက်နေ့ကလည်းရဲရဲစာနေ့ဖြစ်ပါတယ်။ ြောရရင်တော့တရေရှိမှန်းချက်တွေနဲ့ပတ်သက်ရင်လာပြည့်နေတွေလောက်ဝင်နေတွေရရစားတွေပြသတာတွေတွက်ပြီးတော့တိုက်ခိုက်ကြတာမဟုတ်ပါဘူးစေရေးအရာအသာစီးရနိုင်မဲ့ရက်တွေကိုပဲမရအရာရအောင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ဒီပလောင်လက်နက်ကန်တပုံ DNLA ရဲ့ဒီဌာနချုပ်တွေရှိနေတဲ့နမ်ဆန်နဲ့ပတ်သက်ပြီးပြင်ဆက်ရရင်ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီ15ရက်နေ့ရရစားမှာမရမကရအောင်တိုက်ခိုက်ပြီးတော့ဒီဇင်ဘာ16ရက်နေ့ပြည်ထောင်စုနေ့ကြာတဲ့နေ့မှာပလောင်နေရဲ့အနှစ်သစ်ကိုအနေနဲ့ရအောင်ပြီးတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ် ပလောင်နှစ်တက်ကူမှာတော့2955ခုနှစ်ဖြစ်ပေမဲ့မြန်မာပြက်ကြိမ်မှာတော့ဒါကရက်ပြက်တတာနေဖြစ်နေပါတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ဒီပလောင်လက်နက်ကင်တဘုံ DNLA ကိုယ်တိုင်လည်းရက်ရစာတွေပြက်တတာတွေတွက်ပြီးတော့စည်ရည်ရည်မှန်းချက်တွေထားနေတာမဟုတ်သလိုတမရဘက်ကလည်းလိုအပ်တဲ့စည်ရည်လုံဆောင်မှုတွေမှာရက်ရစာတွေပြက်တတာတွေဒါပြည့်လောက်ွယ်အနေနဲ့ဆောင်ရွက်ရမှာမဟုတ်ဘူးဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒေသခံပြည်သူလူထုတွေရဲ့အကျိုးစီးပွားတရက်ပြီးတရက်ကြာမြင့်နေတဲ့စစ်ရဲ့အနှိမ့်ထာယုံနေတဲ့အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်နေရတာတွေနဲ့စာရင် တနေ့ပြီးတနေ့လှင်လင်းမြန်မြန်နဲ့ပြန်လည်ထင်ထုတ်နိုင်ခဲ့မယ်ဆိုရင်ပို့ပြီးတော့ဧသကံပြည်သူတွေအတွက်အများကြီးအကျိုးဖြစ်စေမှာဖြစ်ပါတယ်။အဲဒီတွင်လည်းတမတော်ကပရမပရဒီစင်တာရဲ့နောင်ချူကြောင်မဲတီဘောမှာလည်းတီဘောကလက်တကန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဲဒီတွင်နောက်မှာရှိနေတဲ့မိုးကုတ်မိုးမိတ်အပါဝင်နမ်ဆန်နမ်တူမန်တုံစားရမျိုးတွေအားလုံးကလည်းပြန်လည်လွှဲပြောင်းရမယ်ဆိုတဲ့ဂျီမန်ချက်ထဲမှာဒုတိယဦးစားပေးတတိယဦးစားပေးတွေနဲ့ရောက်ရှိနေဖြစ်ပါတယ်။ဆိုတော့ ဒီနေရာမှာပလောင်လက်နက်ကင်တဲ့ပုံ DNA လေးထင်းချုပ်ထားတဲ့တိဘောမျိုးသိမ်းတဲ့ပတ်တည့်ရင်တမရော်ကဒီရဲ့ပိုင်းလေးရောင်းတိုက်ခိုက်မှုတွေကိုကြည်ချင်းအားဖြင့်တိတိကျကျနဲ့တွားရောက်တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။ဒီနေ့အော်တိုဘာ6ရက်နေ့မနက်9:40မိနစ်40ဝန်းကျင်ဒီရောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်းဇက်စုရဲ့အတွင်းဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။နေမီကတရင်နေစီကနေချိန်ဆက်ရရှိတာကတော့ဒီထွေအုံယုံအနီးနောက်ပြီးတော့ဆက်သွေးယုံအနီးဖုန်ကြီးယုံအနီး သုံးသက်ဆောင်အနည်းမှာလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာတွေဆိုတာကပလောင်လက်နက်ကန်တပေါ် DNLV ဝင်ရောက်စုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။ဒီကနေဆက်သွားရင်တော့တုံစင်ဘက်ကိုရောက်မယ်။တုံစင်ရဲ့အလွန်မှာခလာရ23ရှိပါမယ်။ပလောင်လက်နက်ကန်တပေါ် DNLV နဲ့အပေါင်းပါတွေကခလာရ23ခမ3900လေးစားတဲ့တပ်တွေမှာဝင်ရောက်နေထိုင်တာတွေရှိတယ်လို့ဒီဘုံမျိုးမှာရှိနေတဲ့မြို့ပေါ်ရက်ွက်ဆယ်ရက်ွက်ထဲမှာလည်းအဓိကကြတဲ့နေရာတွေစေယုံပတ်ဝန်းကျင်တွေမြို့လယ်ရဲ့ဗမာပြည်တောင်ရွာပြည်မြောက်ရွာ ပုံကျင်စားတဲ့နေရာတွေရက်ွက်တွေအများကြီးတဲ့မှာမှာအဓိကကြားတဲ့နေရာတွေခံစစ်ဆင်လို့ကောင်းမဲ့နေရာတွေနဲ့ဥပမာကြောင်မဲမြို့တိုင်းတိုက်ပွဲဆိုလို့ရှိရင်မြို့ဝင်မှာရှိနေတဲ့ Golly Hotel မှာအဓိကချပြီးတော့ခံစစ်ပြင်ထားတဲ့ comment center အနေနဲ့ပြုလုပ်ထားတယ်။အခုဒီဘောမျိုးနဲ့ပတ်သက်ရင်လည်းဒီ Sanpei မှာရှိနေတဲ့ Kumu Dra Hotel ဆိုတာကပလောင်လက်နက်ကိုင်တဘော DNL တွေရဲ့ဌာနချုပ်တစ်ခုရှိနေတဲ့ရှေ့တန်းဌာနချုပ်လို့ပြောလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီဘုံမျိုးတွေမှာလည်းပလောင်လက်နက်ကိုင်တဲ့ဘုံ DNA လေးနဲ့အပေါင်းပါတွေစုဖွဲ့နေတဲ့နေရာတွေရှိပါသေးတယ်။နိုင်ငံပိုင်အစအုပ်တွေအစိုးရပိုင်အစအုပ်တွေနဲ့စာတင်ကြောင်းတွေ၊ဖုန်ကြီးကြောင်းတွေမှာဝင်ရောက်နေထိုင်နေတာတွေရှိပါတယ်။အားလုံးဒီလိုမျိုးခိုင်ခိုင်မာမာပြောရတယ်လဲဆိုတော့ပလောင်လက်နက်ကိုင်တဲ့ဘုံ DNA လေးထိန်းချုပ်ပြီးတော့စစ်ရှုံးမှုဆုတ်ခွာသွားတဲ့နေရာတွေကိုပြန်ကြည့်ရင်နောင်ချိုမှာပဲကြည့်ကြည့်ဒီဘုံမှာပဲကြည့်ကြည့်ပလောင်လက်နက်ကိုင်တဲ့ဘုံ DNA လေးထိန်းချုပ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတဲ့အချိန်စကန်ချထားတဲ့နေရာတွေအားလုံးကဌာနဆိုင်ရာအစအုပ်တွေဂျုံတွေဂျိတ်တာတွေဖြစ်ပါတယ်။ ဘုံကြီးကျောင်းလေးမှာဝင်ရောက်နေထိုင်တာတွေလည်းရှိရဆိုပေမဲ့အဓိကကတော့ပလောင်လက်နက်ကန်တဘုံ DNLA ရဲ့ခန်းစစ်ပြင်ဆင်ထားတဲ့အနေအရာတွေကခန်းငယ်မှာမှာရှိတဲ့အစာအုပ်ကြီးမားတဲ့ဈေးရုံတွေစာတင်ကျောင်းတွေနောက်ပြီးတော့ဘုံကြီးကျောင်းတွေဌာနဆိုင်ရာအစာအုပ်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဘောမျိုးတင်တဲ့ဝယ်ဆင်နှင်းနေတဲ့တမတော်စစ်ကျောင်းတွေကမြေပြင်မှာလည်းနေမြေရှင်းလေးတွေဆောင်ရွက်နေပါတယ်။လက်ကမ်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျွန်တော်တို့အခုကြောင်မဲကနေဒီဘောကိုတော့တမတော်ရေမျိုးတင်တိုက်ပွဲကိုဂုဏ်ပြုဖို့အတွက်ဆက်ပြီးတော့တောင်းဆောင်နေရဖြစ်ပါတယ်။ပြောရရင်တော့ဒီဘောမျိုးတင်တိုက်ပွဲကတရင်ကျွတ် လာပြင်းနေအလွန်ကာလတွေမှာလက်တကန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိဒီတိပိုးမျိုးတွေမှာတော့ပလောင်လက်နက်ကန်တပုံ DNL ကမထင်းရင်မထင်းတယ်လို့ခေါ်ယူစစ်စစ်ဖမ်းသိတာတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ဒါကတော့ဒီအော်တိုဘတ်10ရက်နေ့ကစပြီးတော့ဒီနေ့အော်တိုဘတ်6ရက်နေ့ထိတမရရဲ့လေချောင်းတက်ခတ်မှုတွေကပလောင်လက်နက်ကန်တပုံ DNL ထင်းချုပ်ထားတဲ့နေရာတွေအားလုံးကိုတိတိကျကျထိထိမိမိနဲ့တွားရောက်တိုက်ခတ်နေခဲ့တာဖြစ်တဲ့အတွက်ထိခိုက်သေးဆုံးမှုတွေကတော်တော်ကြီးများခဲ့ပါတယ်။ မုဒရာဟိုတယ်လေးကြောင်းတိုက်ခိုက်မှုကလည်းအယောက်30ကျော်သေဆုံးနေပြီဖြစ်ပြီးတော့ပလောင်ရဲ့အကြီးပိုင်းတွေသေဆုံးမှုက၄ယောက်ဖြစ်သွားပြီလို့သိရပါတယ်။ထပ်မံပြီးတော့အရေးပေါ်အခြေအနေရောက်ရှိနေတဲ့ဒီအရာရှိတယောက်အပါဝင်ဆုံးမှုက၅ယောက်မြောက်ဖြစ်လာတော့မှာဖြစ်ပါတယ်။ဒါအပြင်အခုဒီကြောင်မဲကလည်းဆေရှုံးပြီးဆုတ်ခွာသွားတဲ့ပလောင်လက်နက်ကိုင်တပုံဒီကနေအလေးမြအပေါင်းပါတွေကဒီဘောမျိုးတွေအထိဖန်စီခေါ်ဆောင်သွားတဲ့ဖန်စီခံရတဲ့ဒီသကန်တွေလည်းရှိနေတယ်လို့သိရပါတယ်။ဒီဒေသခံတွေကတော့အခုဒီလပြည့်ကျော်၂ရက်၃ရက်မှာပြန်လည်လွတ်ပေးမယ်ဆိုတဲ့သတင်းတချို့ကိုလည်းကြားသိနေရပါတယ်။အဲ့တော့ကြောင်မဲမျိုးတိုင်တိုက်ပွဲအတွင်း ပထမကြောင်မဲကိုချိုးဆစ်စင်တိုက်ခဲ့တဲ့အချိန်လေးကစပြီးတော့ဖန်စီခံခဲ့ရတဲ့ဒေသခံတွေလည်းအများကြီးရှိပါတယ်။ဌာနဆိုင်ရာဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်။ဒီဌာနဆိုင်ရာဝန်ထမ်းတွေဒလန်ကောင်းတဲ့တက်ပြီးခံဖန်ခံရတဲ့ဒေသခံတွေကိုပလောင်လက်နက်ကိုင်တဘောင် DNL ကခရိုင်ရဲစခန်းမြို့မှာရဲစခန်းတွေမှာဖန်စီခဲ့တာဖြစ်ပါတယ်။ဖန်စီချုံနှောင်ထားပြီးတော့ရိုက်နှက်တာတွေတပ်ဖြတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒလန်ကောင်းတဲ့တက်ပြီးတော့ခေါ်ယူစစ်ဆေးရင်းနဲ့ပဲအင်ပြန်မလာခဲ့ကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။ပလောင်လက်နက်ကိုင်တဘောင် DNL ထင်းချုပ်ထားတဲ့ကြောင်မဲမြို့မှာဖန်စီခံရတဲ့ဒေသခံပြည်သူ အယောက်100ကျော်ရှိသွားပြီဖြစ်ပြီးတော့တက်ပြတ်ခံရတာက38ယောက်ရှိသွားပြီဆိုတဲ့သတင်းလေးလည်းကြားသိရပါတယ်။အမှန်ပြီးတော့ကျွန်တော်ချိတ်ဆက်နေတဲ့သတင်းအရာကျွန်တော်ကျွန်တော်မိတ်ဆွေရဲ့ဦးလေးအရှင်နဲ့တငယ်ချင်းအပါဝင်တွေ့မယ်ဆိုရင်ကြောင်မဲမျိုးမှာပလောင်လက်နက်ကန်တဘုံပြန်လဲလေးဖမ်းဆီးပြီးတော့တက်ပြတ်ခံရတဲ့အရေးတွေက40ပြည့်တော့မှာဖြစ်ပါတယ်။ဆိုတော့ဒီဖန်စီခံရတဲ့သူတွေကအသက်ရှင်နေတဲ့သူတွေကိုပလောင်လက်နက်ကိုင်တဘုံ DNL ကလူသားတရိုင်းအနေနဲ့ဖန်စီခေါ်ဆောင်ပြီးတော့ကြောင်ဘောထိခေါ်သွားတာဖြစ်ပါတယ်။ဒီဘောကလည်းမကြခင်စစ်ရှုံးတော့မှဖြစ်ပြီးတော့ လက်ရှိအခင်အကျင်းပလောင်နေစုဖွဲ့နေရာတွေကိုတမန်တော်ကလေချောင်းကနေကင်းထောက်ချေမုန်းတာတွေပြုတ်လုံနေတဲ့အတွက်ထိခိုက်တိုက်ဆုံမှုတွေလည်းများခဲ့ပါတယ်။ဒီနေ့မနေ့လေချောင်းတိုက်ခိုက်မှုနှစ်ခုကိုပြန်ကြည့်ရင်ပြည်ပေါ်မှာပဲဖြစ်ဖြစ်နမ်တူမှာပဲဖြစ်ဖြစ်ကြည့်လိုက်ရင်ထိခိုက်တိုက်ဆုံမှုကအတိအကျကြားရောက်ပေါက်ွဲခဲ့တာဖြစ်ပါတယ်။ဒီဘုံမျိုးရဲ့လေချောင်းတိုက်ခိုက်မှုကတော့ထိခိုက်တိုက်ဆုံမှုမရှိဘူးလို့သိရပါတယ်။ဒေသခံတွေလည်းထိခိုက်တိုက်ဆုံမှုမရှိတယ်လို့ပလောင်လက်နက်ကန်တဲ့ဘုံတရားနဲ့အလေတွေလည်းထိခိုက်တိုက်ဆုံမှုမရှိခဲ့ဘူးလို့သိရပါတယ်။ ါပေမဲ့ခိုးအောင်နေတဲ့နေရာမှာဒီရောင်းတက်ခံမှုပြုလုပ်ခဲ့တဲ့အတွက်သူတို့နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့ထောက်ပို့ပစ္စည်းတွေကတော့ပျက်စီးသွားမယ်လို့ခန့်မှန်းရပါတယ်။နမ်ဒူမှာရှိနေတဲ့မြို့လေဒေသကိုလည်းရောင်းတက်ခံမှုပြုလုပ်ခဲ့တာကတော့ထိခိုက်သေးဆုံးမှုရှိပါတယ်။ဒါပေမဲ့ပလောင်လက်နဲ့ကင်တဘုံ DNA ဘက်ကတော့လာပြင်းတွေကိုလည်းရောင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တိကျတဲ့စုံမှုမရှိဘူးလို့ဆိုပေမဲ့နေအိမ်၁၀လုံးထက်မနည်းပျက်စီးခဲ့ပါတယ်။ပလောင်အရင်မြစ်တွေရှိနေတဲ့နေရာကိုတည့်တည့်ကြောက်ရောက်ပောက်ခွဲခဲ့တာဖြစ်ပြီးတော့ဒီပတ်ဝန်းကျင်ကစုဖွဲ့နေတဲ့နေရာတွေအိမ်တွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ထိခိုက်သေဆုံးမှုမရှိဘူးလို့သတင်းမှားတွေထုတ်ပြန်ရတယ်လဲဆိုတော့ပလောင်တွေရဲ့အရင်းမြစ်တွေတွေ့ကြည့်တဲ့လူတွေသေဆုံးတဲ့သူတွေအားလုံးကြည့်လိုက်ရင် DNA လေးတွေဖြစ်တဲ့အတွက်သေစရင်းတွေကိုမပြဘူးလို့ပဲခံနိုင်ရပါတယ်။စိတ်တဲ့ရေးရပြပြသွားမှဆိုတာတွေတန်းတော်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ခြောက်ချားမှုတွေကတခြားပလောင်အဖွဲ့တွေစီကိုမကူဆက်ရေးအတွက်တောင်းရတယ်လို့ပဲခံမရမှာဖြစ်ပါတယ်။ဆိုတော့တမောရဲ့လေကြောင်းတိုက်ခတ်မှုက number 2 mandon တမရှင်နေမြေလေကြောင်းတိုက်ခတ်မှုကလည်းထိရောက်တဲ့သေဆုံးမှုတွေများတယ်။ တော့ရင်းမြစ်တွေကိုရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီးတော့တမဟာနဲ့ထင်ကျုံနေပြီဖြစ်တဲ့အခုလက်ရှိကြောင်မင်းနဲ့တီဘောမှာလည်းတမရရဲ့လေကြောင်းတိုက်ခိုက်မှုကတီဘောမျိုးအနီးလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုတ်လုခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကပြန်ကြည့်ရင်အော်တိုဘာ2ရက်အော်တိုဘာ4ရက်အော်တိုဘာ5ရက်နဲ့ဒီနေ့အော်တိုဘာ6ရက်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့ LOE ရဲ့တီဆုံမှုကကြည့်စုစုပေါင်းလေကြောင်းတိုက်ခိုက်မှုအလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်တီဆုံမှု40နဲ့50ကျားရှိမယ်လို့ခန့်မှန်းရပါတယ်။ဒါကတော့ဒီပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့ LOE ရဲ့ထိခိုက်တီဆုံမှုတွေနဲ့ပတ်သက်ပြီး တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ရည်ဖြစ်တဲ့အတွက်ဒီမြေကြောင်းတိုက်ခိုက်မှုတွေစစ်ပွဲရဲ့အနေထားရုံနဲ့ပတ်သက်ပြီးတော့မတင်ဆက်ပေးချင်ပါဘူး။ဒါပေမဲ့လည်းဖြစ်ပေါ်နေတဲ့အခင်းအကျင်းတွေပြည်ပေါ်ကိုအင်ပြန်မဲ့ရှမ်းတိုင်းရင်းသားတွေဒေသခံရှမ်းလူမျိုးတွေနဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအတွက်လက်ရှိဖြစ်ပေါ်နေတဲ့သတင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့လာပြနေမှာမိသားစုတွေနဲ့အားအတူအားလုံးပျော်ပျော်ပါပါပျော်ရွှင်နိုင်ကြပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲ။